听了吧。 အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DBS Smarter Season လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ season လေးကဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဘ ഹു တုတ္တရတွေနဲ့ပညာရေးခွလန်းတွေအကြောင်းကိုအပတ်စဉ်မျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါရစေ။ဒီတစ်ပတ်မှာတော့ဒီထိုင်းနိုင်ငံရဲ့ Thammasat University ကဒီလူသိများတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်။ပြီးတော့ဒီတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက်ကိုဘာတွေပြင်ဆင်ရမလဲ၊ duration တွေရောဘယ်လောက်တွေကြာခဲ့လဲဆိုပြီးတော့မှဒါတွေသိရှိနားလည်နိုင်ဖို့အတွက်သိရှိမေးမြန်းသွားဖို့အတွက်ဒီ Thammasat University မှာလက်ရှိ second year တက်ရောက်မဲ့ညီမလေးကိုဖိတ်ခေါ်ထားပါရစေ။ မလေးမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါရှင်ဆုံးကိုကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်အာအားလုံးပဲမင်္ဂလာပါညီမကတော့အာနေရွှေစင်လို့ခေါ်ရဲပေါ့နော်အခုလက်ရှိတော့ညီမဒီသမဆက် University မှာအာ Bachelor of Arts in Global Studies in Social Entrepreneurship ကိုပထမနှစ်ပြီးထားရဲပေါ့နော်အာ second year တက်ဖို့အတွက်စောင့်နေရဲပေါ့အခု ဆိုတော့ဒီအရင်ဆုံးဒီ Thammasat University ပေါ့နော် Thammasat Thammasat University အကြောင်းလေးရေးပြီးသားလို့ရှိရင်ဒီမှာလေးအခုရွေးချက်ထားတဲ့ဒီ major အကြောင်းလေးရေးပြီးတော့ဒီအကြောင်းကိုရွေးချက်ပေးခဲ့ပုံလေးပေါ့အဲ့ဒါလေးအရင်ဆုံးပြပြပေးပါအောင်ရှင်ဟုတ်အာ Thammasat University ကတော့ဒီထိုင်းနိုင်ငံရဲ့ public university တခုပေါ့เนาะအာပြီးလို့ရှိရင်သွားထော်တန်းဝင်တဲ့ ranking အနေနဲ့ဆိုလို့ရှိရင်လည်းထော်တန်းထဲမှာရှိရဲပေါ့เนาะအာနောက်တစ်ခုအနေနဲ့ညီမဒီကျောင်းရွေးချယ်ဖြစ်တာကတော့အရင်ဆုံးနိုင်ငံပေါ့เนาะညီမတို့ study abroad လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကိုဘယ်နိုင်ငံကိုသွားမလဲကိုနဲ့ကို background ဘယ်နိုင်ငံနဲ့ fit ဖြစ်မလဲဆိုတာကိုရွေးချယ်ရဲပေါ့အဲ့မှာညီမဒီထိုင်းနိုင်ငံကအာဈေးပေါ့เนาะဒီ financial ဘိုင်းနေနေဆိုလို့ရှိရင်အဲဈေးရှိုးတဲ့ထဲမှာလည်းပါတယ်ပြီးတော့ scholarship offer လည်းအများတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပေါ့ဆိုတော့အဲ့တော့ကြောင့်မလို့ညီမ အာသမစ်အထိုင်းနိုင်ငံရွေးချယ်ဖြစ်တယ်အဲ့ကနေမှကိုဘယ်မေဂျာကိုစိတ်ဝင်စားမလဲဆိုပြီးတော့ကြီးလိုက်တဲ့အခါမှာအဆီနီယာတော်တော်များများပေါ့နော်ဒီအာထိုင်းနိုင်ငံကတက္ကသိုလ်တော်တော်များများမှာတက်နေကြတယ်အဲ့မှာမှဒီသမစက်ပေါ့နော်သမစက်ကိုညီမသဘောကျမိတာကအခုညီမတက်ရောက်နေတဲ့မေဂျာပေါ့နော်အဲ့ဒီမေဂျာကျတော့ဟိုပုံမှန်ညီမတို့ဟိုတက်နေကြပေါ့နော်လို့ engineering တို့အာဒီ safe ဘက်ပေါ့နော်ဒီလိုမျိုးစီးပွားရေးဘက်အဲ့လိုမျိုးညီမ ဟိုကိုကိုတန်းကဝါသနာပါတယ်လို့မချင်ဘူးပေါ့နော်အကြောင်းမေဂျာရေးချဲ့တဲ့အခါမှာအာနည်းနည်း general စနဲ့ပေါ့နော်အဲ့လိုအာမေဂျာမျိုးလည်းလိုက်ရှာကြည့်ရပြီးတော့ဟိုကိုကိုတန်းလည်း volunteer လုပ်ကြတာကိုကြိုက်တယ်ပေါ့နော်ဆိုတော့ဒီမေဂျာကကြတော့အာလူမှုစီးပွားရေးအနေနဲ့နဲ့ပေါ့နော်ဘယ်လိုမျိုးကိုရဲ့အာပတ်ဝန်းကျင်ကိုအာအကျိုးပြုမလဲပေါ့အဲ့ဒါလေးတွေပါတယ်ဆိုတော့ဒီမေဂျာလေးကိုညီမရွေးချယ်ဖြစ်တယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါ ဆိုတော့ဒီမီတာကိုရွေးချယ်ပေးခဲ့တယ်ဆိုတော့ဒီဟာမတိုင်ခင်မှာကိုဘာရီပြင်ဆင်ခဲ့ရလဲညီမလေးရဲ့ဒီ education background ကစပြီးတော့ပြပြပေးပါဟုတ်အာဒီအမတိုင်ခင်ကြတော့ညီမကမြန်မာနိုင်ငံမှာကိုရမ်ပဲပြီးထားရပေါ့နော်ကိုရမ်ပဲပြီးထားတော့အထက်တန်းမပြီးသေးတဲ့အတွက်ကြောင့်မို့လို့ကိုပါဆက်လုပ်မလဲဆိုတာကိုအရင်ဆုံးတွေ့ရတဲ့အခါမှာညီမဟို line ပေါ်မှာ research လုပ်ရင်းနဲ့ GED ကိုသွားတွေ့ရပေါ့ GED ကကြတော့ဒီအထက်တန်း diploma တွေထဲမှာလဲဈေး အချို့ဆုံးတဲ့မှာပါရဲပေါ့နော်ဆိုတော့အဲ့ဒါတက်ရှင်တဲ့တကြောင်မလို့အိမ်ုံလည်းပြောပြပြတဲပြောပြပြတော့အာအစာပိုင်းကတော့မိသားစုဘက်ကနည်းနည်းကန့်ကွက်တာမျိုးလေးရှိရဲပေါ့နော် study abroad ကိုဒီ co financial အရာလဲအာမတက်နိုင်ဘူးပေါ့နော်ဒါမဲ့ကိုကိုရန်ကျတော့ဒီ scholarship ကိုလည်း try ကြည့်ချင်တဲ့တကြောင်မလို့ဒီမှာ2နှစ်လောက်တော့ပြင်ဆင်ခဲ့ရရပေါ့နော်ဘာလို့လဲဆိုတော့ GET ပြီးတော့လည်းဒီ INTS ပေါ့ INTS ကကြတော့ဒီ study abroad လုပ်မယ်ဆိုလို့ရှိရင်ဒီ language တစ်ခုအနည်းနဲ့ဒီအာလိုတဲ့ အာ test တခုလည်းဖြစ်တယ်ဆိုတော့အဲ့ဒါပြင်ဆင်ခဲ့တယ်ပြီးတော့ဒီမှာ GED ပြပြချင်းမှာပဲဟိုကိုယ်အနေနဲ့ဒီပညာရေးဘိုင်းဝင်မှာမဟုတ်ဘဲနဲ့ပေါ့နော်တခြား experience ဘိုင်းနေနဲ့လည်းအနေနဲ့ explore လုပ်ကြည့်ကျွန်တော်မြန်မာနိုင်ငံမှာ U organization တွေရှိရပေါ့နော်ဆိုတော့အဲ U organization တွေမှာလည်းနှစ်ခုသုံးခုမှညီမ volunteer လေးဝင်လုပ်ဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုး experience တွေနဲ့အာတည်ယူရင်းနဲ့ပေါ့နော်ညီမဒီ GED နဲ့ INDS ဖြေပြီးတော့အာနှစ်နှစ်ကြာတဲ့အခါမှာကြောင်းချောက်ဖြစ်တယ်ပေါ့နော် ဟုတ်ကြာတော့ duration နေနေရတာ2နှစ်ပေါ့အဲ့တော့တော့အများကြီးဖြတ်တန်းခဲ့ရပါနောက်ခု share ကြဟုတ်မြန်မာကျတော့ဒီ organization မှာလုပ်တဲ့ဆိုတာ scholarship ဟိုရချင်အောင်တသက်လုပ်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ scholarship ရဖို့ဆိုလို့ရှိရင်လည်းဒီ experience တွေကလိုအပ်တာတော့မှန်နေပေါ့နော်ဆိုတော့အာအထူးသဖြင့်ဒီ scholarship ရတယ်မဟုတ်ဘူးအနည်းဆုံး technical skill ပေါ့နော်အဲ့ဒီဘိုင်းနေဒီ application form ဖြည့်ရတာမျိုးတွေပြီးတော့ကိုမြန်မာ major နဲ့က ဆက်ဆက်ပြီးတော့ဗောနော်ဒီလူလူအကျိုးပြုပေါ့ဘယ်လိုမျိုးကိုနိုင်ငံမှာအကိုဘကနေပြီးတော့အပါဝင်ခဲ့လဲဆိုတာမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဘကနေဒီအာကိုချောင်းမဲ့ faculty ဘက်ပေါ့ပိုင်းကိုပြန်ရှပြလို့ရတယ်ပေါ့နော်ဆိုတော့အညီမဒီ volunteer လုပ်ခဲ့တဲ့တနစ်ကျော်တော့အတော်အတွင်းပေါ့နော်ဒီ organization တွေမှာလုပ်ခဲ့တဲ့တနစ်ကျော်တော့အတော်အတွင်းမှာလည်းဒီအတွေ့အကြုံတွေအများကြီးရခဲ့တယ်။အဲကနေပြီးတော့မှဟို you organization တွေမှာ volunteer လုပ်လို့ရှိရင်ပေါ့နော်အဲ့လိုစစချင်းဝင်ရင်တော့ဒီအောက်ဆုံးအာ ထင်းမှန်ပါအနေနဲ့ဝင်နေပေါ့နော်အဲ့ကနေမှကိုယ့်ဘက်ကကြိုးစားရင်ကြိုးစားသလောက်လဲဒီဟိုတဖြည်းဖြည်းနဲ့ promote ဖြစ်ပြီးတော့ပေါ့နော်အဲ့လိုထင်းကိုဦးစီးပေးရတာမျိုးလေး organize လုပ်ပေးရတာမျိုးလေးလည်းရှိတဲ့တကြောင်မလို့ကိုကိုတိုင်းနေတဲ့ skills တွေပေါ့နော်ဒီ management skills တွေဘယ်လိုမျိုးဟိုဒီ team တစ်ခုမှာပါဝင်မလဲပေါ့နော်အဲ့လိုမျိုးလေးလည်းတိုးတက်လာတဲ့အတွက်ကြောင့်မလို့အာဒီလိုမျိုးအကြောင်းအရာလေးတွေဒီကြောင်းလျှောက်တဲ့အခါမှာလည်းညီမတို့ portfolio တွေ SOB မှာထည့်ပြီးတော့ရေးလို့လည်းကောင်းနေပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ ာ organization မှာလုတာတော့ညီမတို့အများကြီးတော့အထောက်အကူဖြစ်ခဲ့တယ်ပေါ့နော်အာနောက်တစ်ခုကကျတော့ဒီညီမဒီ organization မှာမလုတ်ခင်ပေါ့နော်မလုတ်ခင်မှာလဲအာညီမတို့တငယ်ချင်းနေနဲ့ဆိုပြီးတော့ဒီ donation လုပ်တဲ့အတင်းဖွဲ့သေးသေးလေးရှိရပေါ့နော်အဲ့ဒါညီမနေတဲ့နေရာဘက်မှာပဲအလူတန်းနေလောက်တာပေါ့နော်ဆိုတော့ကိုကိုရန်လည်းဒီ volunteer ကိုအာ စိတ်ဝင်စားတယ်ပေါ့နော်အဲ့လိုလုတ်လုတ်ကုညီပေးရအဲ့လိုကြိုက်တဲ့ကြောင့်မို့လို့အဲ့ကနေပြီးတော့မှစပစ်တယ်ပြီးတော့နောက်ပိုင်း development အယူ organization တွေဝင်တဲ့အခါမှာကြတော့ကိုကိုရိုင်းကိုရဲ့ဟိုအားနေချက်တွေပေါ့နော်အဲ့ဒါလေးသိလာရတယ်ဥမာအတင်းတစ်ခုကို run မယ်ဆိုလို့ရှိရင်ကိုကိုရိုင်းလုတ်ရှင်စိတ်တခုလည်းရှိုံနဲ့မရဘူးပေါ့နော်ဒီအတင်းတစ်ခုမှာပါဝင်ဖို့အတွက်ဘယ်လိုမျိုး skills တွေအာ knowledge တွေပေါ့နော်ရှိရမယ်ဆိုတော့ဟာမျိုးလေးညီမအာသင်ယူမိရယ်ပေါ့နော်ခေကနေပြီးတော့မှတစ်ဆင့် ဟိုကိုကိုကိုဘယ်လိုမျိုး improvement ဖြစ်အောင်ပေါ့နော်ဒီအာ beta လောက်မလဲဆိုတော့ဟာမျိုးနဲ့ဆက်ပြီးတော့မှအာတိလာရရပေါ့နော်ဆိုတော့အဲ့ကနေမှဒီမှာကြောင်းလျှောက်တဲ့အခါမှာလည်းအများကြီးအထောက်အကူဖြစ်ရပေါ့အဖြစ်သဖြင့်ဒီ interview တို့အာ essay တွေ prepare လုပ်တဲ့အခါမှာတို့ဆိုလို့ရှိရင်ပေါ့နော်ဟုတ်ဆိုတော့ကိုက loser ဒီ second year အာဒီကျောင်းသူတယောက် scholarship ကျောင်းသူတယောက်ဖြစ်တယ်နော်ဆိုတော့ဒီညီမလေးအခုရရှိထားတဲ့ဒီ scholarship နဲ့ပတ်သက်ပြီးတော့လေးပြောပြပေးပါဦး အာညီမကျတော့ဒီ2024ပေါ့နော်2024မှာအကြောင်းစားလျှောက်တယ်စားလျှောက်တော့အာပထမဆုံးကို info မှာဝါတာပေါ့နော် info မှာဆိုတာညီမတို့အကြောင်းမှာ TI အစားဆိုပြီးတော့ဒီ international student တွေကိုပဲတည်တံ့ပေးတယ် scholarship လေးရှိတယ်ဒါပေမဲ့ညီမကအဲ့ဒါကို admission ပေါ့နော် faculty ကပေးတဲ့အာ faculty ကဖွင့်တဲ့ဒီ round မှာလျှောက်ဖြစ်တယ်ပေါ့အဲကြောင့်အဲ့ဒီက faculty ကဖွင့်တဲ့ admission ကကြတော့ scholarship ဆိုပြီးတော့တည်တံ့မပေးဘူးဒါပေမဲ့ admission ရသွားမှာတသက် ပြန်လျှောက်ကြရဲပေါ့နော်ဆိုတော့ညီမအဲ့ဒါလေးကို admission လျှောက်လိုက်မိတယ်ပြီးတော့အမှားသွားရဲပေါ့ scholarship မရပဲ admission ပဲရလိုက်တော့ညီမနောက်ထပ်နည်းနည်းနှစ်လလောက်ဆောင်ပြီးတော့ round 2ပေါ့နော်အဲ့ဒီ TISR ဆိုရဲဒီသမဆက် international student recruitment ပေါ့နော်ဒီ scholarship ကနေပြီးတော့မှ offer ပေးတာ category 5ခုရှိရဲပေါ့ညီမတို့တုန်းကတော့ဒီ full tuition fee waiver နဲ့ batch 1000ပေါ့နော်အ category A ပေါ့နော်အဲ့ဒီ category A ကိုတော့ညီမအခုရထားပါပေါ့ဒါမဲ့ နှစ်တည်းအာတနေ့တနေ့တော့မတူဘောเนาะဘာလို့ဆိုတော့ဒီနှစ်ဆိုလို့ရှိရင်ကက်တဂိုရီနှစ်ခုပဲရှိတော့တယ်အဲ့ဒီ tuition fee လုံးဝမပေးရတဲ့ဟာ ਨੇ ဘတ်ရှစ်ထောင်နဲ့ဒါမှမဟုတ် tuition fee waive waive ရတယ်ဆိုပြီးတော့နှစ်ခုပဲရှိတော့ရယ်ပေါ့เนาะဆိုတော့ညီမတို့နှစ်တုံးကတော့ opportunity ပိုများခဲ့ရပါဘောကက်တဂိုရီက၅ခုရှိရယ်ပေါ့ဆိုတော့ အခုဒီနောက်ပိုင်းရှောက်မဲ့သူတွေဆိုလို့ရှိရင်တော့ဒေရှာလေးဒီ application form ကိုစစ်ပြီးတော့ဟို scholarship opportunity ကဘယ်လိုမျိုး offer လုပ်လဲဆိုတာအမျိုးလေးနဲ့ကိုယ့်ရဲ့ဒီ background နဲ့တစ်ချက်စစ်ပြီးတော့ဟိုတိုက်ကြည့်သင့်တယ်ပေါ့နော်။ဘာလို့ဆိုတော့တနေ့တနေ့အကြောင်းနေရာလဲ scholarship offer ပေးတာရမတူတော့ဘူးဆိုတော့လေ။ဟုတ်ကဲ့ပါ။ဆိုတော့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်။ ဒီ scholarship အခုက intake တွေလည်းပြန်ဆတော့မှာလည်းဖြစ်တယ်အခုကဒီတချို့တွေဆိုတော့ပြင်ဆင်ဖို့ကလည်းဒီအချိန်ကလည်းနည်းနည်းယူရတယ်လည်းရှိရယ်ဆိုတော့လေခုနညီမလေးပြောသလိုဒီသူရဲ့ requirements တွေအရင်ဆုံးသိချလေးလေးလာစမ်းစစ်ပြီးတော့မှရှောက်တင်တာတွေရှောက်ရမယ်ဆိုတော့အာဒီညီလေးညီမလေးအတွက်ပေါ့နော်ဒီ Thomas University မှာဖြစ်ဖြစ်တခြား University တခုခုမှာဖြစ်ဖြစ် scholarship ကဒီကျောင်းဝင်ခွင့်ကိုရှောက်မဲ့လူတွေအတွက်ရှောင်ရယ်ဆောင်ရယ်လေးပေါ့ညီမလေးအနေနဲ့ကိုကလည်းဒီမှာအရှိမလဲလွဲချော်ခဲ့ရလေးရှိရယ်ဆိုတော့ဘာလေးပြောပြချင်လဲဘာလေးတို့အကြံပေးချင်လဲ အဓိကတော့အခုကတော့ဒီအကြောင်းအဖွင့်တော့မယ်ဆိုတော့ဟို animation reset တွေလည်းအခုတီးရပြီပေါ့နော်အဒီနောက်လာမယ့် freshman တွေအတွက်ပေါ့ဆိုတော့တီးရတော့တီးရပြီဆိုတော့ဒီကိုလာတဲ့အခါမှာလည်းအဆင်ပြေအောင်ပေါ့နော်အလိုဟိုကိုရဲ့ faculty ကို join မဲ့ faculty နဲ့ပတ်သက်တဲ့ပေါ့နော်အဒီအကြောင်းအရနဲ့ပတ်သက်တဲ့ဒီ lower the skills တွေပေါ့ knowledge တွေပေါ့အဓိကကတော့ဒီ first year ဆိုရင်တော့အကောင်လုံးကပုတ်ပုတ်ပါပါပဲအ join လို့ရရပေါ့เนาะဟိုတခြားနှစ်တည်လောက်တော့ stress မဖြစ်သေးဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ဟို first year မှာတည်းကကိုအဘာကိုစိတ်ဝင်စားလဲပေါ့เนาะဥမာညီမတို့ major ဆိုလို့ရှိရင်လည်းအ major ကတော့ဒီ covestarian social entrepreneurship ဆိုပေမဲ့အကိုကဒီထဲကနေပြီးတော့မှဘယ်နယ်ပယ်ကိုသွားအောင်မလဲပေါ့เนาะဥမာ environment ဘိုင်းကိုကစိတ်ဝင်စားလား education ဘိုင်းလားပေါ့เนาะအစားသဖြင့်ဒီလိုမျိုးကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဟိုညီမဘက်ကတော့အဲ့လိုကိုဘက်ကဟို စိတ်ဝင်စားတဲ့ level တခုခုရှိရင်ပေါ့နော်အခု live ပေါ်မှာလည်း free course တွေလည်းရှိရတဲ့အတွက်ကြောင့်မို့လို့ဟိုအရင်ဆုံးအာတင်ယူပေါ့နော်အဲ့လိုတက်တက်ဟို free course တွေ join ပေါ့နော် join ပြီးတော့ကိုတကယ်ပဲဒီ level ကိုစိတ်ဝင်စားတာလားပေါ့နော်အဲအဲ့ဒီကနေပြီးတော့မှကိုကိုယ်တိုင် reflection ရပြီးတော့တကယ်လည်းကိုကဒီ level ကိုသေချာစိတ်ဝင်စားတာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်လည်းဟိုတခြားတဖြည်းဖြည်းနဲ့တခြား course တွေမှာ join ရတဲ့အခါမှာကိုယ့်ရဲ့စိတ်ဝင်စားမှုကတခြား level တစ်ခုလည်းဖြစ်ရင်ဖြစ်မယ်ပေါ့ဒီလိုမျိုးလေးလည်းရှိတဲ့အတွက်ကြောင့်မို့လို့ဟိုညီမကတော့အဲ့လို ဒီကတော့ landing ပဲပေါ့เนาะအဲ့ဒီအပိုင်းလေးကိုလဲ recommend ပေးရပေါ့เนาะကိုကိုရန် major တခု join ပြီဆိုပဲလို့ဘယ်နေပဲဟိုအတီချပေါ့မလဲဆိုတာလေးသိစီချင်တာပေါ့เนาะဟိုနောက်တစ်ခုကတော့ study abroad လောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာပေါ့เนาะဒီ mental ဘိုင်းအတော့လဲပြင်ဆင်ထားစီချင်တယ်ပေါ့ကိုကအိမ်နဲ့ခွဲခွာရတာမျိုးတခြားနိုင်ငံမှာလာတက်ရတာမျိုးလေးရှိတဲ့အခါမှာဟိုကိုဘက်ကနေပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာ အာပေါ်တော့ home sick ဖြစ်တာမျိုးတွေဘာတွေပေါ့အာဒါတွေလည်းအာကြုံတွေ့ရတဲ့အခါမှာကိုတငယ်ချင်းတွေပေါ့နော်ကျောင်းက university ကတငယ်ချင်းတွေနဲ့အာအဆင်ပြေပြေလေးပေါ့နော်နေနိုင်ဖို့အတွက်လည်းအာ boom လေးတစ်ခုရအကောင်လုံးရထားစေချင်တယ်ပေါ့နော်အဲ့ဒီဥစ္စာကလည်းကိုယ့်ရဲ့ဒီရှေ့ဆက်ဖို့တော့ motivation အနေနဲ့အများကြီးထောက်ကူပြုရဲပေါ့နော်အဓိကတော့ဒီ landing နဲ့ပြီးတော့ကိုနဲ့အဒီကိုရှိနေတဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးအာကိုဒီမှာ ဟိုကိုယ့်ရဲ့စိတ်ပန်းဆိုင်ရာကောင်းမွန်အောင်ပေါ့နော်လိုမျိုးအာ motivate ဖြစ်ဖြစ်နဲ့ရှေ့ဆက်မလဲပေါ့ခရလေးတစ်ခုပါပဲဟုတ်နောက်နောက်ဆုံးတစ်ခုညီမ mention ညာတော့အဲ့ဒီဟိုအဘရောမန်နေတဲ့အခါမှာဒီ visa ကိစ္စတွေပါတယ်ပေါ့နော်အဲ့လိုမျိုးကြီးလဲဟို visa တက်တန်းတိုးရတာမျိုးကြီးရှိတယ်ပေါ့နော်ကိုကဒီမှာနေရဆိုလို့ရှိရင်ចောင်းစာဆိုပေမဲ့လည်းចောင်းစာတခုလည်းနေမဟုတ်ဘူးဟိုဟိုမှာ fee trade ထွက်ရတာမျိုးလည်းအဲ့လိုမျိုးတွေလည်းရှိတဲ့တကြောင်မလို့တကယ်လို့ကိုဘကမတင်နိုင်လို့ဆိုလို့ရှိရင်လည်းဒီ share စီးနေရရေပေါ့နော်အဲကားနေပြောမှတစိမ့်မြင်းပြီးတော့အဲ့လိုမျိုးအဆင်ပြေပြေလေးပေါ့နော်ဒီကိုရဲ့ uni life လေးကိုဖျက်သန်းနိုင်ပါစေလို့ညီမဘကလည်းဆုတောင်းပေးပါတယ်ဟုတ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးလာပြီးတော့မှဖြစ်ပြီးတဲ့အတွက်ညီမလေးဟုတ်ပါလေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင့်